Sporting Lisbon တိုက်စင်မှု Rogeres အနေနဲ့ Manchester United အသင်းကိုပြောင်းရွှေ့လိုနေတယ်လို့ TOTSPORT ကဖော်ပြခဲ့ပါတယ်။အသက်28နှစ်အရွယ်စီရင်လရေးစင်တိုက်စင်မှု Rogeres ဟာပြီးခဲ့တဲ့ရာသီက Sporting Lisbon အသင်းအတွက်ပြိုင်ပွဲစုံ52ပွဲမှာ54ဂိုးအထိသွင်းယူပေးခဲ့ပြီးအသင်းကို Portuguese အမှတ်ပေးဖလားနဲ့ ပေါ်တူဂီပြည်ရင်းဖလားတွေရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ဒါကြောင့် Rugeres ဟာအခုနေရာသည့်အပြောင်းရွှေ့ဈေးကွက်မှာတောင်းဆိုမှုများတဲ့တိုက်စစ်မှုတအုပ်ဖြစ်နေပြီးသူ့ကိုခေါ်ယူဖို့ Arsenal, Chelsea, Manchester United, Liverpool နဲ့ Barcelona အသင်းတို့လိုဥရောပထိပ်တန်းအသင်းကြီးတွေကစိတ်ဝင်စားနေကြတယ်လို့သိရပါဗျ။ Manchester United အသင်းအနေနဲ့လာမယ့်ရာသီမှာ Champions League တာမကဥရောပပြိုင်ပွဲဝင်ခွင့်မှာဆုံးရှုံးထားတာကြောင့် ရိုကယ်ရက်စ်တို့လိုကစားသမားတွေကိုခေါ်ယူနိုင်ွယ်မရှိဘူးလို့သုံးသပ်မှုတွေလည်းရှိနေတာပါ။ဒါပေမဲ့ Tottenham ရဲ့ဖော်ပြချက်အရ Rugeres ဟာ Sporting Lisbon အသင်းမှာလက်တွဲပူးခဲ့တဲ့သူ့ရဲ့ဇေယျဟာ Amoran နဲ့လက်တွဲဖို့အတွက်လာမယ့်ရာသီမှာ Europa ပြိုင်ပွဲဝင်ခွင့်နဲ့လွဲချော်ထားတဲ့ Manchester United အသင်းကိုပြောင်းရွှေ့ဖို့ဆန္ဒရှိနေရလို့သိရပါဗျ။ Rugeres ဟာ Sporting Lisbon အသင်းနဲ့ပေါင်85သန်းတန်ရော်ကြီးစာချုပ်ချုပ်ဆိုထားပေမဲ့ Sporting Lisbon အသင်းအနေနဲ့သူ့ကိုပေါင်သန်း60နဲ့ရောင်းချဖို့အသင်းရှိနေရလို့သိရပါဗျ။ ။လက်ရှိအချိန်မှာတော့ Manchester United အသင်းအနေနဲ့ Ugares အတွက် Sporting Lisbon အသင်းနဲ့စကားပြောဆိုခြင်းမရှိသေးပေ။သူ့ကိုခေါ်ယူမယ်ဆိုတာကအသင်းမှာရှိတဲ့ကစားသမားတချို့ကိုအရင်ရောင်းချပြီးရမုံငွေရှာဖို့လိုတယ်လို့ British Media တွေကဖော်ပြနေကြပါဗျ။